အဲ့တော့35နှစ်မှာဖျားဖြစ်တယ်ဆိုတော့တော်တော်လေးငယ်တယ်ငယ်တဲ့အခါဘာပြဿနာတက်တယ်လို့ဆိုလို့ရှိရင်လူတွေရဲ့အတိုင်းဝိုင်းမှာမျိုးဆက်ပြီးလို့ရှိရင်ဘာခွဲလဲဆိုရင်အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကလေးစားရတယ်မျိုးဆက်ပြီးလို့ရှိရင်အဲ့ဒါအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ကလေးစားရတယ် ရသော်ဘုရားဘုရားဖြစ်သူရောက်လာတဲ့အခါမှာခေါင်းမြူဆွဲကျိုးအဖိုးကြီးတွေနဲ့တွေ့တဲ့အခါမှာရသော်ဘုရားကသူတို့ကိုနေရာထပေးခြင်းကြိုးဆိုခြင်းလက်အုပ်ချီခြင်းဆိုတဲ့လူရင်ကျေးမှုအလုပ်တွေတခုမှမလုပ်ဘူးအိန္ဒြေရရသိခါရှိရှိသူ့ဘာသူပဲထိုင်နေတယ်အဲ့ဒါကိုလူအတိုင်းဝိုင်းမှာရှိကြတဲ့ဒီ တို့ကိုသူတို့မြင့်မြတ်သူအသက်ကြီးလို့သူတို့ကမြင့်မြတ်တယ်လို့ယူဆထားတယ်အတိုင်းဝိုင်းကလူတွေကအတော်ကိုမချေမနှက်ဖြစ်တယ်တော်ကိုမချေမနှက်ဖြစ်ကြဝေရင်စာပြည့်ကြွားဆုံးကဆိုရင်ဝေရင်စာပုံနာရှိဟာမြတ်စွာဘုရားစီလာတယ်လာတဲ့အခါမှာမြတ်စွာဘုရားသူထိုင်နေတဲ့နေရာမှာဣန္ဒြေရရပဲထိုင်နေတယ် ပုံနာကြီးကတရင်နဲ့ကြားတယ်သူလာသားလာတာသူကခေါင်းမြူဆွဲကျိုးအဖိုးကြီးဆိုတော့ဘယ်တရားတော်တော်သူ့အရွယ်နဲ့သူ့ကို welcome လုပ်ခံရနော်ကျိုးဆိုရတယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်မျိုးအလေးပေးကြတယ်လက်ဥချေကြတယ်နေရပေးကြတယ်ရသော်ဘုရားစီလာတဲ့အခါကျတော့ဒီအလုပ်တွေသူတခုမှမတွေ့ဘူး ခီးလည်းမကျိုးစုံဘူးနေရာထိုင်ခင်းလည်းမပေးဘူးနေရာကလည်းထပြီးတော့ကြိုးရာမလုပ်ဘူးလက်ဥလည်းမချေဘူးဆိုအတုံးကိုမချေမနဲ့ဖြစ်တယ်မချေမနဲ့ဖြစ်တော့သူကမြတ်စွာဘုရားဟိုဘာပြောတယ်လဲဆိုရင်ယဟန်ဂေါရမကိုရောဟာငယ်ငယ်ပဲရှိသေးတယ်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကြိုးစိုးရခေါင်းမှမသိဘူးနေရာပေးရခေါင်းမှမသိဘူး လူအတိုင်းဝိုင်းနဲ့နှုတ်ပြီးတော့လူရဲ့ကိုချင်တရားမလိုက်နာဘူးဆိုပြီးတော့တိုက်ရိုက်အပြစ်ပြောတော့တာဒါဟာလူအတိုင်းဝိုင်းမှာလိုက်နိုင်ရမယ်စိတ်ကန်းနေဘူးဖြည့်ဆည်းတာပဲဆိုပြီးဆွဆွဲတယ်အဲ့ဒီမှာမြတ်စွာဘုရားဘာပြောတော့ဆိုသူဟာမလုတ်ချင်လို့မဟုတ်ဘူးလူအတိုင်းဝိုင်းမှာသူလေးစားရမယ်ပုဂ္ဂိုလ်ဓမ္မစစ်ဓမ္မရှုထောင့်ကနေရှာကြည့်တယ် သူတဲ့ကိုချင်းတရားကောင်းတဲ့လူရှိသလားတိလရှိသလားဆိုတိုက်ကြည့်လိုက်မယ်ဆိုရင်အသက်သာကြီးတာကိုချင်းတိလကကြတော့မပြေဆုံးညာဒါဖြင့်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုရောရှိသလားဆိုဟုတ်စိတ်တွေကကြောက်ခဲ့ရဲ့နဲ့တည်ငြိမ်မှုကလည်းအားနေကြအသက်သာကြီးတယ်နော်အသက်သာကြီးတယ် တွေ့တာစရာအာယုံတွေ့ရင်တည်ကြနေသေးတယ်။မုံတီးစရာအာယုံတွေ့လို့ရှိရင်လည်းမုံတီးတဲ့စိတ်တွေဖြစ်နေသေးတယ်။စိတ်ထအနေနဲ့ကဖြူစင်မှုမရှိဘူး။ပညာအနေနဲ့ကြတော့အမှန်ကဘဝရဲ့ဒီဘဝမှာလူဖြစ်လာတာဘာကြောင့်ဖြစ်လာရလဲ။ဒုက္ခကဘာရှိတယ်။ဘဝမှာကောင်းတာဘာရှိတယ်မကောင်းတာဘာရှိတယ် ဘဝကဘလို့နီးနဲ့တွမြောက်အောင်လုံးဝမဲဆိုတဲ့ဒီအကျင့်တရားတွေနဲ့ပတ်သက်ပြီးတော့သိနိုင်တဲ့ဉာဏ်ဉာဏ်သွေးရလည်းမသိကြဘူးမရှိကြဘူးတဲ့အကယ်၍များကိုချင်းသီလအနေနဲ့သူ့ရဲ့သားမဲတမာရီအနေနဲ့သူ့ရဲ့သားမဲပညာအနေနဲ့သူ့ရဲ့သားမဲဆိုရင် မြတ်စွာဘုရားဟာအလေးပြုဖို့ရအစင်းသိမ့်ဖြစ်တယ်။လေးစားခြင်းလို့မဟုတ်ဘူး။မလေးစားခြင်းလို့မဟုတ်ဘူး။ငါဟာအမျက်ဆုံးလို့ဆိုတာဟာလူလောကမှာရှိတဲ့ရှိတဲ့ပြည်ပြည်ဝဝအရေးချင်းတွေကြီးလိုက်တဲ့အခါမှာဘုရားနဲ့တူတဲ့ပုဂ္ဂိုလ်တောင်ရှားမတွေ့ဘူး။ဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတဲ့သူ့ရဲ့အရေးချင်းတာတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်မှာမှမရှိဘူး။တူသူတောင်မရှိဘူး။ ဆယ်ဘုံတစ်ဘုံတောင်အနာမကန့်နိုင်တဲ့လူလောကတတ္တလောကကြီးတစ်ခုလုံးရဲ့အကြီးအချင်းတွေဟာနှိမ့်ကြနေတာကိုတွေ့ရတယ်။မြတ်စွာဘုရားဘုသူကိုမှတဆွတ်မပေးဘူး။မပေးတာဟာကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာတနာလို့တဲ့။အကယ်၍သာအခုလိုအကြီးချင်းပြေဝတဲ့ပုဂ္ဂိုလ်တူက အရေးချင်းမရှိလို့မခံယူတိုက်တဲ့ပုဂ္ဂိုလ်စပါစို့အင်စတိကရဏီယောလဲဥချိတိုက်တဲ့ဆိုပုဂ္ဂိုလ်အဲ့လိုလဲဥချိမှုရှိခိုးတိုက်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အရေးချင်းမပြည့်ပဲနဲ့သွားပြီးတော့ရှိခိုးလိုက်မဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမခံယူနိုင်သည့်အတွက်ကြောင့်ခေါင်းတောင်ပြတ်ကျသွားနိုင်တယ်လို့သူဆိုတယ်မြတ်စွာဘုရားရဲ့လဲဥချိမှုကိုခံယူနိုင်တဲ့ အရေးချင်းသူ့မှာမရှိဘူးမရှိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဘုသူ့ကိုမှခရုကတော့မပြုတာဖြစ်တယ်ဆိုတော့နောက်ဆုံးမှာလူအတိုင်းဝိုင်းနေမှာမြင့်မြတ်ခြင်းနဲ့ယုံနိုင်ခြင်းဆိုတာဘာနဲ့တိုင်းတာလာတော့ဆိုတော့ဓမ္မအရေးချင်းနဲ့တိုင်းတာတာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဆိုရင်မြတ်စွာဘုရားရဲ့ကြည်တဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတယ် မြောက်များစွာရှိအဲ့ထင်မဲ့ပထမဆုံးအချိန်ကပိလဝမျိုးကိုကြွားတယ်ဆွေတော်မျိုးတို့တွေနဲ့တွေ့တွေ့တဲ့အခါမှာအသက်အရွယ်ရသော်ဘုရားရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေငယ်တဲ့ပုဂ္ဂိုလ်တွေဆင်ရှိကြတဲ့ထင်မဲ့ငယ်ရွယ်သူတွေကိုရှေ့ကနေကြိုခိုင်းပြီးတော့ကြီးတဲ့ပုဂ္ဂိုလ်တွေက ငါတို့ကအသက်ကြီးတယ်သူကငါတို့တွေငယ်တယ်ငါတူပဲငါညီပဲဆိုတယ်လူလောကဒီဟာယာရာကီအစွဲလေးနဲ့ရသော်ဘုရားကိုဘောင်းတော်မလုံးကြဘူးကျိုးစုံမှုတွေမလုံးကြဘူးရှ िख ောကြမှုပြုအရေးချင်းတစ်ခုမသိဘူးဟာငါတို့တွေငယ်တယ်လူဘွားတော့ကအဲသူကငါတယ်အသက်ငယ်တယ်ငါတူပဲ ငါညီပဲဆိုပြီးတော့အဲ့ဒီမှာဒါဟာကောင်းတဲ့သဘောတရားလားလို့ဆိုမြတ်စွာဘုရားဒါလူတွေဆိုတာမမနာဆိုတာရှိကြငါကမြတ်တယ်သူကမြတ်တယ်ငါကကြီးတယ်သူကကြီးတယ်ဆိုရင်အကြီးချင်းနဲ့ပတ်သက်ပြီးတော့အထင်ရောက်မှုတွေရှိအဲ့ဒီအထင်ရောက်မှုတွေ မဖေရှားပဲနဲ့အရင်ချင်းအပြင်ငါတဲ့ตาရဲဆိုတဲ့အတိမပြုမှုကိုမလုံးနိုင်ကြဒါကြောင့်မို့ဩဘာသာထဲမှာပါတဲ့နော်ဖူးမြော်မန်လျော့ဆိုတာမမနာကိုရှော့ချမှဘောင်းတော်လုံးနိုင်တာဖြစ်တယ်မမနာခန်းနေကြပြီးတော့မြတ်စွာဘုရားကိုရှ िख ဝါချမလုပ်ဘူးအဲ့ဒီအချိန်မှာဓမ္မရဲ့စွမ်းရည်ကိုပြတ်သားတဲ့အနေနဲ့ ဘသူမှလုံနိုင်စွာမရှိတဲ့ရေမီးအစုံတကိုးပြာတိဟာမြတ်စွာဘုရားဖန်ဆင်းပြဖြစ်တယ်။ကြားတောင်မကြားဘူးမြင်ဘူးဖို့ဆိုတာနေနေသားသားနော်။အဲဒီလိုအစွမ်းတတ္တိယမကပါတိဟာရီယာထူမခြားနာတခြင်းကြီးဆိုတဲ့ကကြားဘူးကြရမော်လားနော်။ထူမခြားနာမိရေဆုံးသားဆိုတာ အဲ့ဒီရေမီးစုံတကူပြားလေးကိုပြလိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ခမည်းတော်ဖြစ်တဲ့သုတ္တရဏမင်းကစပြီးတော့ဘောင်းတောင်းလုပ်တယ်ဝှချလိုက်တယ်ဆိုတော့ကြံတဲ့ပုဂ္ဂိုလ်တွေကဘယ်သူမှအရင်ချင်းကလေးစားရမှာဖြစ်တယ်ရေချင်းရှိမှမြင့်မြတ်တယ်ဆိုတဲ့သဘောကိုသဘောပေါက်လာပြီးတော့ငါတို့တဲ့အသက်ငယ်တယ်ဆိုတဲ့အတွေးတွေဖယ်ရှားပြီးတော့ငါတို့တဲ့အရင်ချင်းသားတယ်ဆိုပြီးတော့အဲ့ချက်မှရှိခိုးကြတယ် ဲ့တော့ဆိုလိုတာကလူသားတွေရဲ့မြင့်မြတ်မှုနှိမ့်ချမှုဆိုတာဟာဘာနဲ့တိုင်တရမှာလဲလူအတိုင်းဝိုင်းမှာတော့အသက်အရွယ်နဲ့လည်းတိုင်တာတာရှိတယ်ယာဒူးနဲ့လည်းတိုင်တာတာရှိတယ်စီစဉ်ဥစ္စာနဲ့တိုင်တာတာရှိတယ်နောက်ဆုံးအစဉ်အနေနဲ့ပြောရမယ်ဆိုရင်ကိုချင်းတီလာစတဲ့အရေးချင်းနေလည်းပဲတိုင်တာဒါကတော့ပရမတ်ထလမ်းကြောင်းစစ်စစ် သမုဒိသစ္စာဘိုင်းကသမုဒိသစ္စာဘိုင်းကတိုင်းတာတယ်ဆိုတာအဆင့်တစ်ခုအတွက်မှန်တယ်အဆင့်တစ်ခုအတွက်မှန်တယ်သို့တော့သာဝရမှန်တယ်မှန်တယ်မဟုတ်ဘူးအခုလိုအရေးချင်းတဲ့တိုင်းတာတာကြတော့သာဝရမှန်တယ်မှန်တယ်ဖြစ်လို့လူတွေရဲ့ noble နဲ့ ignoble ဆိုတာမြတ်စွာဘုရားက မြင့်မြတ်မှုနဲ့ယုံနိုင်မှုကိုကံမှုနာဝတ္တလောဟောတိကံမှုနာဟောတိဖြစ်မလို့ဆိုလှုပ်ဆောင်မှုနဲ့ပတ္တတေလှုပ်ဆောင်မှုအရာမြင့်မြတ်တဲ့စိတ်နေစိတ်ထားတွေရှိတယ်မြင့်မြတ်တဲ့ကိုခြင်းတရားတွေရှိတယ်မြင့်မြတ်တဲ့အသိပညာတွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေမြင့်မြတ်တဲ့အယီချင်းတွေကြောင့်သူဟာထာဝရမြင့်မြတ်သူဖြစ်ရမှာဖြစ်တယ် အဲ့လိုမမြင့်မြတ်ဘူးဆိုလို့ရှိရင်တော့ရှုံးနေတယ်လို့လူလောကအတိုင်းအဝိုင်းမှာဒီလိုအဆင့်တန်းဟာယထာဘူတကြကြခွဲခြားပြီးတော့ဖြစ်ပေါ်လာတာဒါအဆင့်မှာဓမ္မစစ်အပြင်ခွဲခြားတဲ့အနေအထားတစ်ခုဖြစ်လာတယ်ပေါ့လို့ဆိုတော့